မင်္ဂလာမနက်ခင်းပါရှင်ကျမတို့ဖူအီရီနွယ်ပါဒီဗီရွေးမြင့်တန်ကြားရဲ့မနက်၈နာရီသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်ဆေးရုံလုံသားတွေရဲ့လောက်ခတုံးမြင့်ပေးတောင်းဆိုတာတွေဇက်တိုက်ရှိလာတဲ့နောက်နိုင်ငံဝန်ထမ်းတွေစီပါတောင်းဆိုမှုတွေကူးဆက်မှာကိုစစ်ကောင်စီကစိုးရိမ်နေတယ်လို့ဌာနဆိုင်ရာသတင်းရင်းမြစ်တွေကပြောပါရတယ်။ အနာသိမ့်ပြီးတဲ့နောက်ကုံစင်းနှုံတရှိန်ထိုးမြင့်တက်လာတဲ့အတူလောက်ခလာစာနေပါတဲ့အတွက်ပုဂ္ဂလိကလုံသားတွေတွင် မကပဲနမ်စီဒီယန်နဲ့ဌာနဆိုင်ရာနေစာဝန်ထမ်းတွေပါကြက်တဲတဲ့ဒုက္ခကိုရင်ဆိုင်နေရပြီးဆက်ယုံတချို့မှာလောက်ခတိုးပေးဖို့တောင်းဆိုလာကြတာလည်းဖြစ်ပါတယ်။ အပြစ်မှာဆန္ဒပြနေကြတာတွေရှိတဲ့အတွက်အောက်ခြေဝန်ထမ်းတွေကိုထိန်းသိမ်းသိမ်းသိမ်းစောင့်ကြည့်ဖို့အစစ်စစ်နှုတ်နဲ့မာတာတွေရှိနေပြီးလစာနဲ့ကုံစင်းနှုတ်မမျှတဲ့အတွက်ဝန်ထမ်းတွေလည်းလစာတိုးဖို့မျှော်လင့်နေတယ်လို့ပညာရေးဌာနနမ်စီတဲ့အရာရှိတယောက်ကပြောပါရရှင် KIA ဘက်ကပြစ်ခတ်ခဲ့တဲ့ရဟယင်နောက်တစ်စည်းလည်းပြက်စီးသွားပြီလို့ KIA ကိုသတင်းပြန်ကြားရေးဘက်ကပြောပါရယ်။ဆုံးရှုံးမှုကြီးခဲ့တဲ့စစ်ကောင်စီကတော့လေကြောင်းထိုးစစ်တွေကိုဇက်တိုက်လှုပ်ဆောင်နေတယ်လို့ဆိုပါရယ်။ထပ်အောင်သတင်းပြဖို့ထားပါရယ်ရှင်။မေလ20ရက်နေ့မှာစစ်ကောင်စီဘက်ကဘုံမမရှိတဲ့ဇက်ကခ21ဌာနချုပ်တွေကိုရဟယင်၃စည်းနဲ့စစ်ကူလာရောက်ပို့ဆောင်နေတာဖြစ်ပြီး KIA တပ်တွေကပြစ်ခတ်ခဲ့တာကြောင့်၂စည်းထိမှန်ခဲ့တာဖြစ်ပါရယ်။ ထိမှန်တဲ့ထဲကတစည်းကတော့ရွှေကူမှာရေးပေါ်စင်တက်ခဲ့ရပြီးတစည်းကတော့ရွှေကူမြောက်ခင်မှာပဲပြကြခဲ့တာပါအဲ့ဒီနောက်မေလ21ရက်နေ့ညနေပိုင်းမှာတော့ရွှေကူမှာရေးပေါ်စင်တက်ခဲ့ရတဲ့ရဟရင်ကို KAI တပ်တွေကတော့ရောက်ပစ်ခတ်ခဲ့ပြီးပျက်စီးသွားပြီဖြစ်တယ်လို့ KAI သတင်းပညာရေးတာဝန်ခံဗိုလ်မကြီးနော်ဘူးကပြောပါတယ်မြန်မာညနေပိုင်းကျွန်တော်တို့ပြန်ပြစ်တာဖြစ်ပါတယ်လို့အဲဘုလိုဖေကတော့အဲရှိတယ်ရှိတယ်ဒါမှတန်တစ်ပါနိုင်တဲ့ အမြင်ထားတော့ဖြစ်ဖြစ်နေတဲ့အလုံးတက်သွားပြီပမောမြို့နယ်ရဲ့နေရာအများစုကိုကရင်တပ်တွေကထိန်းချုပ်ထားတာဖြစ်ပြီးစစ်ကောင်စီကတော့မြို့ကိုလမ်းမလွတ်ရရေးအတွက်စစ်ကူအင်အားတွေကိုဇက်တိုက်ဖြစ်တင်းနေတာပါကုန်းလမ်းနဲ့ရေလမ်းကိုကရင်ဘက်ကဖြတ်တောက်ထားနိုင်တာကြောင့်စစ်ကူအင်အားတွေကိုလေကြောင်းသုံးပြီးဖြစ်တင်းနေတာဖြစ်ပါတယ်ရဲရင်နစီဆုံးရှုံးခဲ့ရတဲ့စစ်ကောင်စီဘက်ကတော့ပမောကိုလေကြောင်းကနေဇက်တိုက်တိုက်ခိုက်နေတယ်လို့တိုက်ပွဲကလည်းဆက်ရှိနေတယ်လို့ပမောကြီးနော်ဘူးကပြောပါတယ် ဒါပြင်ဖားကန်ကိုတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကို KAI ဘက်ကကြားပြတိုက်ခိုက်နေတာကြောင့်အဲ့ဒီဘက်မှလည်းတိုက်ပွဲကဆက်ရှိနေတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်အဲ့မှာလည်းတက်ပေါ်တော့ဆက်ချီတယ်ဒီနေ့ဒီမနေ့လည်းရှိတာဟုတ်ကဲ့ဦးအဲ့လည်းတရားမြင်မှန်းကလည်းနည်းနည်းအဲသူကတက်သွားတာအဲ့ဒီကိုကျွန်တော်တို့အဲကြားချက်ပြီးမှပေါ့တော့တိုက်ခိုက်တဲ့အဲတက်ပွဲကြီးရှိတယ်ရဲရင်ပြချခံရတာနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကတော့ဆက်ချွေမှုကြောင့်ပြက်ကြတာလို့ထုတ်ပြန်ထားပါတယ်ကျွန်တော်ထားအောင်ပါ အာဆီယံအနေနဲ့မြန်မာပြည်သူတွေကိုသာထောက်ခံရမှာဖြစ်ပြီးအစုလိုက်အပြုံလိုက်လူသက်မှုကျူးလွန်နေတဲ့ဆေးရဆွေးကောင်တွေနဲ့ဆက်ဆက်ညှိနှိုင်းရမှာမဟုတ်သလိုလူသက်သမားတွေကိုထောက်ခံရမှာမဟုတ်ဘူးလို့မေလ22ရက်နေ့မှာရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Defense Myanmar Democracy DMD ကသတင်းထုတ်ပြန်လိုက်ပါတယ်။ မလေးရှားနိုင်ငံကဥက္ကဋ္ဌဖြစ်ဥဆောင်ကျင်းပမဲ့46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးအတွက်အာဆီယံကပြင်ဆင်နေချိန်မှာစစ်ကောင်စီအုပ်စုနဲ့ထိတွေ့ဆက်ဆံဖို့လှုံ့ဆော်နေတဲ့အပေါ်ရှုံချလိုက်တာဖြစ်ပြီးအာဆီယံအတွင်းစစ်အုပ်စုရဲ့ပါဝင်မှုကိုပါချက်ချင်းရပ်တန့်ပေးဖို့တောင်းဆိုလိုက်တာပါ။ DMT အနေနဲ့စစ်အုပ်စုကိုနိုင်ငံတကာကအကာအကွယ်ပြုနေတဲ့ဂျာဝင်စစ်ဆက်ညှိနှိုင်းတာကိုလုံးဝငြင်းပယ်ပြီးစာတင်ကြောင်းတွေကိုပုံကျဲပြီးကလင်းငယ်တွေကိုရက်ဆက်ကြမ်းကြုတ်စွာတပ်ဖြတ်နေတာကိုတရားဝင်မှုမပေးနိုင်ဘူးလို့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်ရှင်။တနင်္သာရီမျိုးကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တွေကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကမိုင်းဆွဲပြီး drone တွေနဲ့တိုက်ခိုက်မှုလှုံ့ဆော်ခဲ့တဲ့အတွက်စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးသူတွေရှိတယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ ်မေလ22ရက်နေ့မနက်9:00နာရီအချိန်လောက်ကဘိတ်ကနေတက်လာတဲ့စစ်ကောင်စီက3စီးကိုကန်းတူကြီးရွာအနီးမှာတနင်္သာရီမြို့နယ်ပကဖအဖွဲ့ကနေမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ပြစ်ခတ်မှုတွေလှုံ့ဆော်ခဲ့ပြီးစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုကတော့မသိရှိရသေးဘူးလို့တနင်္သာရီရုံးမအဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်အခုလိုမတိုက်ခိုက်ခင်မေလ20ရက်နေ့တုန်းကလည်းဇဝဲခြေဆိုင်ခမရ956တပ်ရင်းကနေအင်အားတရာဝင်းကျင်နဲ့ထွက်လာတဲ့စစ်ကြောင်းကို ရန်ဖိုကျေးရွာအရောက်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးကန်တိုကျေးရွာတော်လန့်ကနေစစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းကိုလည်းဂျားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက်ထိခိုက်ဒေဆုံးသူအများအပြားရှိခဲ့တယ်လို့တော်လန့်တပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်စစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုအခြေအနေနဲ့ပတ်သက်ပြီး DVB အနေနဲ့အတည်ပြုနေဆဲဖြစ်ပါရဲ့ရှင်။ တိုက်ပွဲတွေကြောင့်ຫນွေစဘာမရေတည်နိုင်သေးတဲ့အပြင်မိုးစဘာပါမဆိုင်နိုင်သေးတဲ့အတွက်ကီနီကဆစ်ဆောင်စခန်းတွေမှာစားနပ်ရိက္ခာလိုအပ်ချက်တွေရှိနေပါတယ်။ဒီတင်အပြည့်အစုံကတော့ Morris ကပြောပြပေးမှာပါရှင်။လက်ရှိမိုးပြဲညောင်ရွှေမျိုးအဆက်ကတိုက်ပွဲတွေကြောင့်ကရင်နီဒေသကဆစ်ဆောင်အများစုဟာစိုက်ထားပြီးသားຫນွေစဘာတွေကိုပြန်မရိတ်သိမ်းနိုင်သေးတယ်လို့မိုးဥဝင်လာပြီးဖြစ်တဲ့အတွက်မိုးစဘာဆိုက်ရမယ့်အချိန်မှလည်းစဘာတွေမဆိုက်နိုင်သေးဘူးလို့ဆစ်ဆောင်စခန်းတွေကနေသိရပါဗျ ငလင်ပေးပြီးတဲ့နောက်ပုံမှန်ထောက်ပံ့နေကြအလူရှင်တွေစီကလည်းအထောက်ပံ့တွေမရတော့သလိုစက်ကောင်စီထိုးစစ်တွေကြောင့်လမ်းမဆက်သွေးပိတ်နေတာကလည်းစစ်ဆောင်စခန်းတွေစီစားနပ်ရိက္ခာမရောက်နိုင်တဲ့အချက်တွေဖြစ်တယ်လို့စစ်ဆောင်စခန်းတာဝန်ခံတယောက်က DPP ကိုပြောပါတယ်။ဒီစားနပ်ရိက္ခာတက်ခဲကတော့ဒီအကူအညီပေးမှုပေါ်မှာပဲအမိခုပြုခဲ့တာများတယ်လို့တော့ကျွန်တော်လည်းတော့မြင်နေပေါ့နော်။ဒါတော့ပူတိုင်းပြန်ဆိုင်ဖို့ကလည်းဒီပြီးခဲ့တဲ့2020လေးမှာ ဒီစူးစားခဲ့တဲ့အရာတွေကလည်းအရာမကျင်ခဲ့ဘူးလို့ပြောလို့ရတယ်ပေါ့။အဲဒီကြံနဲ့တိုက်ဆိုင်သွားတဲ့အခါကျတော့အဲ့ဒီရိုက်ခတ်မှုတာကုလရှိချင်းဆက်ခံစားနေရတဲ့အနေအထားမျိုးမှာရှိတာပေါ့။ဒီຫນွေစပါးပြန်ဆိုင်တဲ့အနေအထားပြီးခဲ့တဲ့ဒီ၃လပိုင်းဒီလပိုင်းမှာຫນွေစပါးပြန်ဆိုင်တဲ့ဟာလည်းအခုအခုချိန်ကလည်းကိုပြန်ရိတ်နိုင်တဲ့အနေအထားကလည်းပြန်မရိတ်ရသေးဘူးဆိုတာမျိုးပေါ့။ဒါက ဟိုကျက်စီးသွားတာမျိုးတော့မဟုတ်ဘူးဒါပြန်ပြီးလိမ့်နိုင်ဒီအဲ့ဒီဟာလဲထွက်မလာသေးတဲ့ခါကျတော့ဒီစားနိုင်ရေးခါပိုင်းကတော်တော်လေးတော့ပူပြီးတော့အဖြစ်ကျဲဖြစ်နေတယ်လို့တော့ကျွန်တော်အနေနဲ့တော့ပြောပြချင်တယ်ပေါ့နော် Fruso နောက်ဖက် channel နဲ့ Like or အရှိတ်ဖက် channel ကစစ်ဆောင်စခန်းအများစုဟာစားနိုင်ရေးခါပြတ်လက်တော့မဲ့အနေထားမျိုးတွေနဲ့ရင်ဆိုင်နေရပြီး မိုးဥကာလာရောက်နေပြီဖြစ်တဲ့အတွက်စစ်ဆောင်တွေရဲ့ယာယီစခန်းတွေကိုအမိုးမိုးဖို့မိုးကာလိုအပ်ချက်တွေလည်းရှိနေတယ်လို့ဆိုပါတယ်။လက်ရှိမိုးပြဲညောင်ရွှေအဆက်ကတိုက်ပွဲတွေကြောင့်ဒီမော့ဆိုဘက်ချမ်းမှာလည်းစစ်ဆောင်ဥယီပိုတိုးလာနေတဲ့အတွက်စားနပ်ရိက္ခာလိုအပ်ချက်တွေဆက်လက်မြင့်တက်နေတာပါ။ဒါလေးဘေးပြီးနောက်ပိုင်းမှာတော်များနေပြီးဒီပေးချောက်အဆက်ချတော့ဆောင်ရလေအဲ့ဒီရခိုင်လူအမှုကရင်းနှီးထဲပို့ပြီးတော့မှပို့ဆိုးသွားတယ်ပေါ့နော်ဆောင်အတွက်ဝန်ဆောင်မှုပေးတဲ့တင်ဖွဲ့နဲ့ဝေတဲ့ဆောင်ရင်းဆိုတော့ပို့ဆိုးရပေါ့နော် အဲ့လိုရှိနေတယ်ချေချေစလမီလာရင်ပေါ့နော်ပြီးတော့ခုနဆက်ပြီးပြစားရတဲ့ချေချီတော့အလူရှိမရတဲ့နေရာတွေရှိတယ်ပေါ့နော်အဲ့ဒါကတော့ခုဆိုနောက်ပဲ channel ပြီးတော့မှဒီအလကောရှိပဲ channel အဲ့လိုမျိုးပေါ့နော်အဲ့လိုရှိကအများစုကတော့ဒီဒီမော့ဆိုတို့ဒီအောက်ဖက်ပြီးတော့မှ exercise ကြတာများရောနော်ဆိုတော့ဒီနယ်လောင်းဝေးတဲ့အဲ့အဲ့ဒီကြတယ်လို့ပြောနေတဲ့ချေချီရဲ့ဒီကြတဲ့ လုံးလေးရက်ကပဲဘူရင်းဖဲကလည်းဒီတောင်းတော့ဆက်ထိုးတော့အဲ့ဒီလေချုံလို့ဆက်မှနေတဲ့ဆစ်ဆောင်တွေအများကြီးပဲဆက်ဆွေးရတယ်ပေါ့နော်စကောင်စီရဲ့မိုးစလဌာနကထုတ်ပြန်ချက်အရမြန်မာနိုင်ငံတဝန်းမှာမေလ23ရက်ကစပြီးမိုးများနိုင်ပြီးတော့မိုးကြီးတာနဲ့အတူလေပြင်းတိုက်တာမိုးထစ်ချုံတာမိုးကြိုးပစ်တာမြေပြိုတာစတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်ကြောင်းကိုလည်းအသိပေးထားပါရခင်ဗျာကျွန်တော်မော်ရစ်ပါ တောင်အာဖရိကနိုင်ငံမှာလူဖြူမျိုးတွန်းအောင်ဝိုင်းဝန်းဖိနှိပ်မှုတွေရှိနေတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာအင်ပီရိုကိုရောက်ရှိလာတဲ့တောင်အာဖရိကသမ္မတဆိုင်ရီရာမာဖိုစာကိုပြောကြားခဲ့ပြီးရုပ်သံဖိုင်သတင်းတွေသတင်းစာရွက်တွေကိုပါပြသခဲ့ပါတယ်မေလာ၂၁ရက်နေ့ကတွေ့ဆုံချိန်မှာထရန့်ရဲ့တောင်းဆိုမှုကြောင့်မိပိတ်ပေးခဲ့ပြီးမှပုံမှန်ဆိုရင်ဘဲပုံယုံကမ်းမှာတက်ဆင်ထားလိမ့်မရှိတဲ့ TV တလုံးမှာအဖြစ်အောင်လက်ဝါးကတိုင်တွေပုံကိုပြသခဲ့ပါတယ်။ ထရန့်ကဒါဟာလူပြည်တွေကိုမြှုပ်ထားတာလို့ပြောခဲ့တယ်လို့တောင်အာဖရိကကအတိုက်ခံခေါင်းဆောင်တွေရဲ့မီးထိုးပေးတဲ့မိန့်ခွန်းတွေကိုပါပြသခဲ့ပါတယ်။ဒီဗီဒီယိုဟာလူပြည်နေရောက်သူတို့ပိုင်တဲ့လေတော့မှာအသက်ခံရပြီးတဲ့နောက်ဖြစ်ပွားတဲ့2020ဆန္ဒပြပွဲမှာရိုက်ကူးထားတာဖြစ်ပါတယ်။အဲ့ဒီလဝါကတ်တိုင်တွေဟာတကယ်တမ်းမှာအုတ်ကူအစ်စ်တွေမဟုတ်ပဲသင်များစွာအတွင်အသက်ခံခဲ့ရတဲ့လေသမားတွေကိုကိုစားပြုတည်ုပ်ဖော်ထားတာလို့ဆန္ဒပြပွဲစီစဉ်သူတဦးကိုယ်တိုင်ပြောကြားခဲ့ပူပါတယ်။ အာဖရိကန်နတ်စ်လူပြူလေသမားတွေကိုသာလူမျိုးတုံးရှင်းလင်းနေရင်ကျုပ်လောင်းရတဲ့အခုလူကြီးလူကောင်း၃ယောက်ဒီမှာရှိနေမှာမဟုတ်ဘူးလို့ရာမာဖိုစာကတုတ်ပြန်ခဲ့ပြီးသူနဲ့အတူတောင်အာဖရိကကိုယ်စားလှယ်အဖွဲ့မှာပါလာတဲ့နမဲကျော်ကောက်တီးကစားသမား၂ယောက်နဲ့ဘီလီယံနာစီးပွားရေးလုပ်ငန်းရှင်တယောက်ကိုထောက်ပြခဲ့ပါတယ်။ဒါပေမဲ့ Trump ကကျုပ်တို့ကဒီလိုသတင်းတွေအများကြီးရှိတယ်ပြောနေတာမှတ်တမ်းရုပ်ရှင်တွေလည်းရှိတယ်သတင်းတွေလည်းရှိတယ်ဒါတွေကိုတုတ်ပြန်ရမယ်လေလို့ပြန်ပြောခဲ့ပါတယ်။ တောင်အာဖရိကသမ္မတကတော့သူ့နိုင်ငံမှာဘလို့ဂျီနိုဆိုက်လူမျိုးတုံးမှုမှမရှိနေဘူးလို့တုံ့ပြန်သွားခဲ့ပါတယ်ရှင်။မော်စကိုမြို့တော်အနီးရှိဒိုမိုဒီရိုဘိုမြို့ကဘာစီလက်မူဂျိုကျောင်းဝင်းအတွင် drone အပြည့်အစီတွေပြုတ်ကျခဲ့ကြောင်းမေလ27ရက်ဗုဒ္ဓနေ့မှာမြို့တော်ဝင်ကပြောကြားခဲ့ပြီးအသေးအပြောက်မရှိကြောင်းလဲဒေသဆိုင်ရာအာဏာပိုင်တွေကပြောပါရယ်ကလေးတွေနဲ့ဆရာတွေကိုမူဂျိုကျောင်းရဲ့မြေအောက်ခန်းထဲကိုရွှေ့ပြောင်းပေးခဲ့တယ်လို့လည်းသိရပါရယ် ယူကရိန်း drone တိုက်ခိုက်မှုဟာမေလ22ရက်ကဖြစ်ပွားခဲ့ကြောင်းကိုအစိုးရတရားဝင်ထုတ်ပြန်ချက်တွေနဲ့ဒေတာရင်းမီဒီယာတွေကရိုက်ကူးထားတဲ့ဗီဒီယိုကနေရက်စွဲကို Riders ကအတည်ပြုလို့ရခဲ့ပါတယ်။ ရုရှားကာကွယ်ဝင်ကြီးဌာနကတော့လေကြောင်းရန်ကာကွယ်တပ်ဖွဲ့တွေဟာလူဦးရေ20တန်းရှိတဲ့မော်စကိုမြို့တော်ကိုချင်းကပ်လာတဲ့ drone တချို့အပါအဝင်ရုရှားဒေသအသီးသီးမှာအများစုကယူကရိန်းနယ်စပ်ရှိရုရှားနိုင်ငံအနောက်ဖက်ခြမ်းဒေသမှာယူကရိန်း drone 232စင်းထက်မနည်းကိုပစ်ချခဲ့ကြောင်းပြောကြားခဲ့ပါတယ်မော်စကိုမြို့တော်ရှိလေဆိပ်တွေကိုလေကြောင်းခီးစင်တွေဘေးကင်းစေဖို့အတွက်ခေတ္တခဏပိတ်ထားခဲ့တယ်လို့လည်းဆိုပါရယ် အသေးပြောက်သတင်းထုတ်ပြန်ခြင်းမရှိပေမဲ့ယူကရိန်းစစ်တပ်ကသူ့ရဲ့ drone တွေဟာ Oreo Data ရှိ Bokovsky Semiconductor ပစ္စည်းစက်ရုံကိုထိမှန်ခဲ့ကြောင်းပြောကြားခဲ့ပြီးအဲဒီစက်ရုံဟာရုရှားတိုက်လေရင်နဲ့ဒုံးကျည်ထုတ်လုပ်သူတွေကိုထောက်ပံ့ပေးနေတာလို့ဆိုပါတယ်ရှင် ပါသင်းရဲ့ဂန်နွင်ကစားသမားတဦးလို့သတ်မှတ်နိုင်ကြောင်းဆွန်ဟောင်မင်ကပြောသွားပါတယ်။တောင်ကိုရီးယားကစားသမားဟာစပါအသင်းကိုယူရိုပါလိချန်ပီယံဖြစ်လာအောင်ဆွမ်းဆောင်နိုင်ခဲ့ပြီးချန်ပီယံဆုဖလာရယူမှုမှာအသင်းကောင်းဆောင်အဖြစ်ကင်မြောက်နိုင်ခဲ့တာပါ။၁၆နှစ်အတွင်းဘယ်သူမှမလုဆောင်နိုင်ခဲ့တာကိုဆွမ်းဆောင်ပြသနိုင်ခဲ့တဲ့အတွက်အသင်းရဲ့ဂန်နွင်ကစားသမားတဦးအဖြစ်သတ်မှတ်နိုင်ကြောင်းဆွန်ဟောင်မင်ကပြောပါတယ်။စွာသင်းကိုစုဖလာရယူပေးနိုင်ရေးကအိမ်မက်တစ်ခုဖြစ်ပြီးစုဖလာရယူပေးနိုင်ခဲ့တဲ့အတွက်မိမိဟာကမ္ဘာပေါ်မှာအပျော်ဆုံးလူတစ်ယောက်ဖြစ်ကြောင်းစွန်ဟောင်မင်းကပြောပါရယ် ဟယ်ရီကိန်းထွက်ခွာပြီးတဲ့နောက်အသင်းကောင်းဆောင်ဖြစ်လာတဲ့ဆွန်ဟောင်းမင်းဟာစွာအသင်းကို2015ခုနှစ်ကတည်းကရောက်ရှိနေသူဖြစ်ပြီးပွဲပေါင်း900နီးပါးကစားထားသူလည်းဖြစ်ပါရဲ့ရှင်။ဒီဗီယံမြန်တန်ကြားရဲ့မနက်ရှင်နိုင်တဲ့တဲ့ကိုရှုစားကြရတာပါ။မနက်စင်နိုင်မှလည်းထပ်ပြီးရရှိတဲ့တဲ့တွေကိုဖြည့်ဆွက်ပြီးတင်ဆက်ပေးအောင်ပါ။ကျမတို့ဖူအီအီနွယ်ပါ။ကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ လက်နက်ကင်ပဏိပခတွေနဲ့စစ်ပွဲတွေကြားမှာရှင်သန်ရက်ဒီဖို့မိသားစုနဲ့အတူရှိနေခြင်းဟာခွန်အားတစ်ခုပါပဲတံပိုးထားချစ်ခင်ရတဲ့မိသားစုဝင်နေတဲ့အတူတူလုံခြုံတဲ့နေရာတစ်ခုကျွန်တော်တို့ဖန်တီးကြပါစို့ကိုပတ်ဝင်းကျင်မှာရှိတဲ့အရာဝတ္ထုတွေကိုသုံးပြီးတဆင့်ပြီးတဆင့်စနစ်တကျလှုပ်ဆောင်သွားမယ်ဆိုရင်တော့လုံခြုံစိတ်ချရတဲ့ဘုံခုခြင်းတစ်ခုကိုအမြန်ဆုံးဖန်တီးနိုင်ပါတယ် တကယ်တမ်းပြောရရင်ဒီဟာကဘုံခုချင်းတစ်ခုတည်းပို့ပါတယ်ချစ်ချင်းမေတ္တာပြည့်နဲ့ဖန်တီးထားတဲ့အိမ်ထဲမှာကွာဘုံခုရာနေရာတစ်ခုပေါ့ဒီနေရာကိုကျွန်တော်တို့လက်တွေနဲ့ပဲအတူတူဖန်တီးထားတာပါအတူတူဆိုရင်ကျွန်တော်တို့အားလုံးအတူတူဆိုရင်စိတ်ချလုံခြုံတဲ့အနာဂတ်တစ်ခုကိုတက်ညီလက်ညီဖန်တီးနိုင်ပါတယ်ကျွန်တော်တို့နဲ့အတူလုံခြုံစိတ်ချရတဲ့ဘုံခုချင်းတစ်ခုတည်ဆောက်ကြရအောင် မိသားစုတစုပုံခုနိုင်မဲ့ဘုံခုချင်းတစ်ခုအတွက်၄ပေ၅ပေနဲ့နဲ့၈ပေ၆ပေအကျယ်ရှိတဲ့ကျင်းတစ်ခုတူးရပါမယ်။ဝင်ပေါက်ကိုအဲပုံစံတစ်စစ်ချိုးထားပါ။နေရံနဲ့ကြမ်းကင်းနေရာနေရေမစိမ့်နိုင်အောင်ပလတ်စတစ်ခင်းထားပါ။အမိုးအတွက်၆လက်မပတ်လည်တစ်လုံးခင်းရပါမယ်။တစ်လုံးမရရင်ဝနက်ထန်းလုံးနဲ့သုံးနိုင်ပါတယ်။လေဝင်ပေါက်အတွက်၄လက်မပတ်လည် PVC ပိုက်နှလုံးကိုထွင်းထည့်ပါ။ဖုံမိုက်မဝင်နိုင်အောင်အဲပုံစံချိုးထားပြီးပါ။ အပေါ်ကနေပလတ်စတစ်မိုးကာတံပြားပြင်ပြားတစ်ခုခုခင်းပါတဲအိတ်ဒါမှမဟုတ်မြေအိတ်တွေကို အလျားတစ်ထက်အနံတစ်ထက်ထက်ခင်းပြီးပါပြီးမှဝက်ကက်ခင်းပါမြေဖို့ပါရေမွေအောင်ကျင်းပတ်ပတ်လည်မှာရေနှုတ်မြောင်တူပေးပါစောက်ပုံစောက်နီးနဲ့တေးစိတ်အချက်လက်တွေကိုတော့ Telegram Channel DVB TV Facebook YouTube တို့မှာကျူအာကိုစကန်ဖတ်ပြီးကြည့်ရှုလိုက်ပါမိသားစုတိုင်းရှင်သန်ဖို့

ပြည်သူအစားပါစပ်အငှားပေးစာများဖတ်ကြားခြင်းတော်တူ DVB အစီအစဉ်ပြန်လည်စတင်ပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့အတူတူပေးစာတွေကိုဖတ်ကြားပေးမဲ့သူကတော့မတ်တီရီပဲဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါမတ်တီရီဟုတ်ကဲ့ကိုအောင်ကျော်မင်္ဂလာပါရှင့်ကျမတို့ရဲ့ပတ်စဉ်တင်ဆက်နေကြတော်တူ DVB အစီအစဉ်ပြန်လည်ထုတ်လွှင့်မှုအချိန်ကျရောက်လာပါပြီရှင့် ဟုတ်ကဲ့ပါပေးစာတွေထဲကမှပထမဦးဆုံးဖတ်ပြပေးခြင်းတဲ့ပေးစာကတော့စကိုင်းတိုင်းကမ်ပလူမြို့နယ်ကပြပလာတဲ့ပေးစာတစ်ထောင်နဲ့အရင်ဆုံးစပြီးတော့ဖတ်ကြားပေးခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့တော့တူ DPP ဖွဲ့သားများကျမ်းမာပါစေလို့ဆုတောင်းလျက်ပါကျမကကမ်ပလူမြို့နယ်စကိုင်းတိုင်းကရေးစဲတူဖြစ်ပါတယ်ကျမတို့နယ်ဘက်မှာစစ်တပ်ကိုအများစုကမကြိုက်မနစ်သက်ပါဘူးဒါပေမဲ့လည်း တော်တဲ့ကိုတွားရောက်ရန်အတွက်မိသားစုတွေနဲ့မဖြစ်လို့မလွယ်ကူပဲမြို့ပေါ်မှာနေထိုင်ပြီးတော့အစာဝတ်နေရေးအတွက်ဈေးရောက်နေရပါတယ်။ကုန်ပစ္စည်းတွေကိုမန်လေးမြို့ကနေပြီးတော့ကုန်ကားတွေနဲ့တည်ယူရပါတယ်။ကုန်ကားတွေကလည်းလမ်းတစ်လျှောက်မှာရှိတဲ့စစ်တပ်ဂိတ်တွေ PDF ဂိတ်တွေကိုအခွန်ဆောင်ပြီးတော့တွာလာရပါတယ်။ကျမတို့နေဘက်မှာစာတင်ကြောင်းအများစုကတော့မခွင့်နိုင်ကြပါဘူး။ဒါကြောင့်ကလေးတွေစာတင်နောက်ကျမှဆိုးလို့ ကို့အစီအစဉ်နဲ့ကိုပြင်ပထုတ်ចောင်းပုံနှိပ်စာအုပ်တွေဝေယူပြီးတော့ကလေးတွေကိုစာတင် जा ပေးပါတယ်။ကျမတို့ဈေးတယ်တွေကလည်းပြင်ပထုတ်ចောင်းပုံနှိပ်စာအုပ်တွေကိုမန္တလေးမြို့ကနေဝယ်ပြီးတော့ရောင်းချပါတယ်။ကုန်ပစ္စည်းတွေကိုကားနဲ့တည်ယူတဲ့နေရာမှာ ခင်ဦးလမ်းဆောင်အကျော်မှာရှိတဲ့ PDF gate ကိုအခွန်ဆောင်ပေမဲ့လေကားပေါ်တက်ရောက်စစ်ဆေးပြီးတော့စစ်တပ်နဲ့ဆက်ဆက်တဲ့ပစ္စည်းတွေကို